နိုဝင်ဘာ20ရက်နေ့တရင်ကတော့ကချင်ပြည်နယ်မွန်းညင်းမြို့နယ်မြမမြို့မရဲစခန်းကို KIA နဲ့ KPDF ဥပပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းမွန်းညင်းမြို့နယ်ဒေသဗီသူကပြောပါရယ်ယမန်နေ့နိုဝင်ဘာ16ရက်နေ့နဲ့9ရက်နေ့အချိန်မြမမြို့မြို့မရဲကွက်ရှိနေမရဲစခန်းကို KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတနာရီနီးပါးနှစ်ဖက်ပြန်လည်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းမြမနေမရဲစခန်းမှာဒေသခံရဲများအပြင်စစ်တပ်နဲ့ SNA ပူးပေါင်းတပ်များထိုင်စခန်းချထားသည့်နေရာဖြစ်ပြီးတိုက်ပွဲအတွင်းထိခိုက်ဒေဆုံးမှုများရှိခဲ့ကြောင်းမုံညစ်ဒေတာခန့်များကပြောပါရယ်မနက်ခွန်းနှစ်နာရီလောက်မှာတိုက်ပွဲဖြစ်ကြတာရဲစခန်းထဲမှာစစ်သားနေရဲတွေရှိတဲ့အခုတော့ရဲစခန်းဘက်ဝန်ကြီးတကူလုံးကိုအင်အားထပ်ဖြစ်ထားတဲ့ပြည်သူတွေကတော့ကုန်းဆောင်နေရတယ်လို့နမ်မမျိုးမဒေတာပြည်သူတို့ကပြောပါရယ်ရင်းတို့တိုက်ပွဲဖြစ်ပြီးနောက်ရဲစခန်းဤတဝိုင်းမှာဒေတာပြည်သူများမှာမန်လင်းမြစ်ကြီးနားယထာတန်လန်နောက်ဘက်ခြမ်းတို့စစ်ပေးဆောင်လာကြပြီးမုံညစ်မျိုးနဲ့ မြစ်ကြီးနားမြို့တို့လည်းစစ်ပေးရှောင်နေကြသူများလည်းရှိကြောင်းလမ်းမဟိုပင်အင်းတော်ကြီးတဝိုက်တွင်စစ်တပ်လက်အောက်ခံ SNA ရှန်နီပူပေါင်းတပ်များနဲ့ KIA နဲ့ KBDF ပူပေါင်းတပ်များအကြမ်းတိုက်ပွဲများမကြာခဏဖြစ်ပွားနေကြောင်းသိရပါဗျ။လက်ရှိစစ်တပ်နဲ့ SNA ပူပေါင်းတပ်များကအင်းတော်ကြီးကအရှိတ်ချံနမနမုံလုံးတုံမိုင်းတော်ဟမုံကိုင်းစက်တိချေးရွာများကိုထင်းကျုပ်ထားပြီးအင်းတော်ကြီးကအနောက်ဘက်ချံဝေလုံချောင်းဝညောင်ပင်စက်တိချေးရွာများကို KIA နဲ့ပူပေါင်းတပ်ဖွဲ့များကတိမ့်ပိုက်ထင်းကျုပ်ထားကြောင်းသိထားရပါဗျ။